်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့်ခွန်အားသင့်နှင့်စီနှုတ်ကပတ်တော်အစီအစဉ်မှကြိုဆိုပါရစေပထမဦးဆုံးဖခင်ရဲ့ကြည်ကြော်ကိုချင်မွမ်းပါတယ်ယန္တုကိုတိုက်ပြီးအတူကြွနေသောဖခင်ဆိုတဲ့ခေါင်းစဉ်နဲ့တရားဟောရာကျမ်းအခန်းကြီး20အငယ်၄ကိုဆင်ခြင်သွားခြင်းပါတယ် အကြောင်းမူကားတင်တို့ဤဖျားသခင်ထာဝရဖျားသည်ယန္တုတို့ကိုစစ်တိုင်၍တင်တို့ကိုကယ်တင်ခြင်းအလိုငါတင်တို့နှင့်အတူကြွတော်မူသည်ဟုလူတို့အားပြောဆိုရကြမည်ကျွန်တို့အနေနဲ့မျှော်လင့်မထားပဲဝိညာဉ်ရေးရာတိုက်ပွဲတွေကိုရုတ်တရက်ရင်ဆိုင်ရတတ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဝိညာဉ်ရေးရာတိုက်ပွဲဆိုတာကနေ့တိုင်းရှိနေလို့ပဲဖြစ်တယ်။ ဒါပေမဲ့ကျွန်တော်တို့ရင်ဆိုင်ရတဲ့ဝိညာဉ်ရေးရာစပွဲကိုကျွန်တော်တို့တယောက်တည်းရင်ဆိုင်ရတာတော့မဟုတ်ပါဘူး။ပြာဒခင်ကကျွန်တော်တို့နဲ့အတူရှိနေပြီးတော့ကျွန်တော်တို့ရန်သူကိုကူတိုက်ပေးနေတဲ့အတွက်ကြောင့်ပြာဒခင်နဲ့အတူဝိညာဉ်တိုက်ပွဲကိုရင်ဆိုင်တိုက်နေရခြင်းပဲဖြစ်တယ်။ဣတိလလူမျိုးတွေဘုရားသခင်ဂတိတော်ထားရာမြေကိုဝင်ရောက်ကြတဲ့အခါမှာသူတို့ဝင်ရောက်ရမယ့်နယ်မြေအတွင်းမှာ စစ်တပ်တွေနဲ့ရန်သူတွေကိုရင်ဆိုင်ရမယ်ဆိုတာကိုသိထားကြတယ်။အဲ့ဒီအချိန်မှာမောရှိကသူတို့ကိုဒီနှုတ်ကပတ်တော်ဂရီတော်အရာတိုက်ပွဲကိုဘလို့ပြင်ဆင်ရင်ဆိုင်ရမလဲဆိုတာကိုညွန်ကြားချက်တွေကိုပေးပါတယ်။မောရှိကဂရီတော်နဲ့မြေအတွင်းမှာရင်ဆိုင်ရမယ့်ရန်သူတွေကိုမကြောက်ဖို့အတွက်လုံဆော်ခဲ့တယ်။ဣတိလာလူမျိုးတွေအတွက်လျှို့ဝှက်တဲ့နဲ့နှမျိုးရှိတယ်။အဲ့ဒါကတော့ဘုရားသခင်ကသူတို့နဲ့အတူရှိခြင်းနဲ့နောက်တစ်ခုကတော့ ဘုရားသခင်ကသူတို့ဘက်ကနေ တိုက်နေခြင်းပဲဖြစ်တယ်။ဒါကြောင့်စစ်ပွဲကို သူတို့ကြီးပဲရင်မဆိုင်ရပဲနဲ့ဘုရားသခင်က သူတို့နဲ့အတူစစ်ပွဲရဲ့အလယ်မှာရှိနေမှာဖြစ်တယ်။ဣတိလလူမျိုးတွေနဲ့အတူရှိပြီးတော့ပင်လယ်နီကိုနှချမ်းကွဲသွားစေတဲ့ဘုရားသခင်ကကျွန်တော်တို့နဲ့လည်းအတူရှိနေတဲ့ဘုရားသခင်ဖြစ်တယ်။ဓမ္မဟောင်းမှာဣတိလလူမျိုးတွေတည်ခဲ့တဲ့ဘုရားသခင်ကအခုဓမ္မတိခေကာလမှာလည်းပဲ ကျွန်တော်တို့ကသခင်ခရစ်တော်ယေရှုကိုယုံကြည်လက်ခံတဲ့အခါမှာကယ်တင်တဲ့သခင်ခရစ်တော်ယေရှုအနေနဲ့သိထားရတာဖြစ်တယ်။ကိုရောကကျွန်တော်တို့နဲ့အတူရှိနေတယ်ဆိုတာကိုသိထားရတာကကျွန်တော်တို့ယဉ်ဆိုင်ရမယ့်တိုက်ပွဲတိုင်းကိုဘလို့နီးနဲ့မှကြောက်နေစရာမလိုတော့ဘူး။ကျွန်တော်တို့ရဲ့အောင်ပွဲဟာ ကျွန်တော်တို့ရဲ့စွမ်းအားဒါမှမဟုတ်ကျွန်တော်တို့ရဲ့လူရဲ့မဟာဗျူဟာအပေါ်မှာမူမတည်ပါဘူး။ ဘုရားသခင်က ကျွန်တော်အတွက်တိုက်လမ်းမှာဖြစ်တဲ့အတွက်ကြောင့်အောင်ပွဲကဘုရားသခင်စီကနေလာမှာဖြစ်တယ်။ဒီနှုတ်ကပတ်တော်ဂရိတော်အထင်းမှာတခါတည်းပါလာတာကကျွန်တော်တို့တွေ့ရမယ့်ယန္တူအားလုံးကနေဘုရားသခင်ကကျွန်တော်တို့ကိုကယ်တင်ပေးမှာဖြစ်တယ်။ဒီနေ့ကျွန်တော်တို့ဟာစစ်ပွဲတစ်ခုတည်းကိုဝင်ရောက်နေလိမ့်မယ်။အဲ့ဒီစစ်ပွဲကရုပ်ပိုင်းဆိုင်ရာစစ်မြေပြင်ထဲမှာရင်ဆိုင်ရတဲ့စစ်ပွဲဆိုတာထက်ကျွန်တော်ရဲ့အလုံမှာ ဒါမှမဟုတ်ကျောင်းမှာဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုအိမ်ထဲမှာအဝန်းအဝိုင်းထဲမှာ ဖြစ်နိုင်ပါလေရုပ်ပိုင်းဆိုင်ရာပြိပခတိုင်းမှာလည်းပဲကောင်းကင်ဘုံမှာဝိညာဉ်ရေးရာစစ်ပွဲတိုက်ပွဲဖြစ်နေတယ်ကျွန်တော်ရှိမှရှိနေတဲ့တိုက်ပွဲအစစ်အမှန်ကိုဝိညာဉ်ရေးရာမျက်စိနဲ့ကြည့်ဖို့အချိန်ယူတတ်ဖို့လိုပါတယ်ပထမဦးစွာဝိညာဉ်ရေးရာတိုက်ခိုက်မှုတစ်ခုကြုံရတဲ့အခါ ကြောက်ရွံ့ခြင်းဒါမှမဟုတ်ထိတ်လန့်ခြင်းနဲ့မတုံ့ပြန်ပါနဲ့ဘုရားသခင်က ကျွန်တော်နဲ့အတူရှိတယ်ဆိုတာကိုတတိယပါဣတိလလူမျိုးတွေထက်ပိုပြီးတော့ကောင်းမွန်တဲ့ဂရုတော်ကကျွန်တော်တို့မှာရှိနေပါတယ်ဘုရားသခင်ကကျွန်တော်နဲ့အတူရှိယုံတာမကပဲနဲ့ကျွန်တော်ရဲ့အထင်းမှာကျင်းဝတ်နေတာလည်းဖြစ်တယ်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့မျက်မှောက်တော်ကနေဘယ်တော့မှခွဲခွာလို့မရပါဘူးဘုရားသခင်ကကျွန်တော်တို့ကိုဘယ်တော့မှစွန့်ခွာသွားမှာမဟုတ်ဘူး ကျွန်တော်တို့အနေနဲ့တိုက်ပွဲအတွင်းမှာလိုအပ်တဲ့အရာနဲ့ပတ်သက်ပြီးတော့ဘာမှစိုးရိမ်စရာမလိုပါဘူးလူတိုင်းနေစဉ်တွေ့ကြုံရတဲ့တိုက်ပွဲကတော့အခြေခံအနေနဲ့စာဝတ်နေရင်းနဲ့ပတ်သက်တဲ့တိုက်ပွဲပဲဖြစ်တယ်စာဝတ်နေရေးပြည်လဲအောင်ကြိုးစားကြရင်းနဲ့ငွေကိုတတ်မှတ်ခြင်းအထဲကိုရောက်သွားတတ်တယ်ငွေကိုတတ်မှတ်ခြင်းဟာဝိညာဉ်တိုက်ပွဲတစ်ခုပဲဖြစ်တယ် စာတန်ကငွေဂုံအာနာနဲ့ကျွန်တော်တို့ယုံကြည်ခြင်းကိုခိုးယူဖို့ဖြစ်စည်းဖို့ကြိုးစားတတ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ပြသခင်နဲ့အတူရှိနေခြင်းကို နားလည်ပြီးတော့ဖြောက်မတ်တန်ရှင်တဲ့စိတ်ကိုအသုံးပြုမယ်ဆိုရင်တိုက်ပွဲတိုင်းမှာအောင်မြင် နိုင်နိုင်မှာဖြစ်တယ်။တိုက်ပွဲတိုင်းမှာကျွန်တော်တို့ အောင်နိုင်မှာဖြစ်တယ်။ဒါကြောင့်လေဟိပြဲအခန်းကြီး73အငယ်9မှာ ျွန်တော်တို့ကြင့်ကြံပြုမူတာတွေမှာငွေကိုတတ်မှတ်ခြင်းမရှိဘူးနဲ့ကို့မှာရှိတဲ့အရာနဲ့ရောင်ရဲဖို့ဖြစ်ပြီးတော့အဲ့ဒီလိုရောင်ရဲခြင်းကဘာကြောင့်လဲဆိုရင်ဘုရားသခင်ကကျွန်တော်တို့ကိုမစွန့်သွားဘူးအလင်းပြင့်မထားတဲ့အကြောင်းဂတိပေးထားလို့ပဲဖြစ်တယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ဘုရားသခင်ကကျွန်တော်တို့အတွက်တိုက်ခိုက်ပေးလိမ့်မယ်အဲ့ဒါကကျွန်တော်ရဲ့လူအစွမ်းတတ္တိဒါမှမဟုတ်ကျွန်တော်ရဲ့စွမ်းဆောင်ရည်လူရဲ့စွမ်းဆောင်ရည်နဲ့မဆိုင်ဘဲနဲ့ ဘုရားသခင်ရဲ့အစွမ်းတတိနဲ့တကူနဲ့သာတက်ဆိုင်ပါလေ။ဒါကြောင့်စဉ်းစားကြည့်ရင်ကျွန်တော်တို့ကဝိညာဉ်ရေးရာယံသူနဲ့ယဉ်ဆိုင်ရာတိုင်းကျွန်တော်တို့ဘုရားသခင်နဲ့အတူပူးပေါင်းယဉ်ဆိုင်နေရပြီးတော့ဘုရားသခင်ကကျွန်တော်တို့အတွက်တိုက်ခိုက်ပေးနေတယ်။တိုက်ခိုက်ပေးလိမ့်မယ်။နောက်ဆုံးမှာတော့ဘုရားသခင်ကကျွန်တော်တို့ကိုကယ်တင်လိမ့်မှာဖြစ်တယ်။ဒီရလက်ကိုတည်ထားတဲ့အခါမှာတိုက်ပွဲကကြောက်ရွံ့မှုမရှိယဉ်ဆိုင်နိုင်ဖို့ပို့ပြီးတော့လွယ်ကူလာတယ်။ ယန္တုကဘလောက်ပဲများပြားပြီးတော့ပြင်းထန်နေပါစေပြားသခင်ကကျွန်တော်ကိုကဲတင်မယ်ဆိုတာကိုဂတိပေးထားတယ်ကိုရောကကျွန်တော်တို့ကိုရှုံနှိမ်ခွင့်မပြုဘဲနဲ့အောင်ပွဲစီကိုပို့ဆောင်ပေးလိုက်မယ်ကျွန်တော်အနေနဲ့ကြောင်ယုံခြင်းဒါမှမဟုတ်စိုးရိမ်ပူပန်ခြင်းအတွက်အကြောင်းပြနေဖို့ဘာမှမရှိပါဘူးပြားသခင်ကစင်ခုံမှုတိုင်းနဲ့တိုက်ပွဲတိုင်းမှာကျွန်တော်နဲ့အတူယက်တီပေးနေမှာဖြစ်တယ် ဘုရားသခင်ကကျွန်တော်နဲ့အတူရှိပြီးတော့ကျွန်တော်တို့ကိုကယ်တင်မယ်ဆိုတာကိုသိရှိနေရခြင်းကဘယ်လိုတိုက်ပွဲကိုမဆိုးရင်ဆိုင်ဖို့ယုံကြည်မှုအသက်ကို ပေးလိမ့်မှာဖြစ်တယ်။ဒီနေ့မှာကျွန်တော်တို့အနေနဲ့ဝိညာဉ်ရေးရာစစ်ပွဲကိုဝင်ရောက်လိမ့်မယ်။ဒါပေမဲ့မကြောက်ပါနဲ့။ဘုရားသခင်ကကျွန်တော်နဲ့အတူရှိပြီးတော့ကျွန်တော်တို့အတွက်တိုက်ခိုက်ပေးလိမ့်မယ်။အောင်ပွဲခံပြီးတော့ကယ်တင်ပေးလိမ့်မှာဖြစ်တယ်။ဒါကြောင့်ဒီနေ့ဆင်ခြင်တဲ့နှုတ်ကပတ်တော်ဂရိတော်အရာဝန်ခံအသက်ရှင်ဖို့က ကျွန်တော်ရင်ဆိုင်ရတဲ့တိုက်ပွဲတိုင်းကဝိညာဉ်ရေးရာတိုက်ပွဲဖြစ်တယ်ကျွန်တော်တို့တိုက်ပွဲတိုင်းကိုရင်ဆိုင်တဲ့အခါမှာဘုရားသခင်ကျွန်တော်တို့နဲ့အတူရှိပြီးတော့ကျွန်တော်တို့အထင်းမှာကျင်းဝတ်နေတယ်။ရင်ဆိုင်ရတဲ့တိုက်ပွဲမှာကျွန်တော်တို့ရဲ့အစွမ်းတက်တီမဟုတ်ဘဲနဲ့အတွင်းမှာရှိတဲ့ဘုရားသခင်ရဲ့အစွမ်းတက်တီပဲဖြစ်တယ်။ဘုရားသခင်ကကျွန်တော်အတွက်တိုက်ပွဲကိုတိုက်ခိုက်ပြီးပြီးတော့အမြဲတမ်းအောင်ပွဲခံစီမှာဖြစ်တယ်။ဂျာနာဆင်ချင်ခဲ့တဲ့သူတိုင်းနဲ့အတူဘုရားသခင် အတူရှိပြီးတော့ ပြန်သခင်ရဲ့အစွမ်းအားဖြင့်ရန်သူတွေနဲ့ရင်ဆိုင်နေရတဲ့တိုက်ပွဲတိုင်းမှာ အောင်ပွေးနဲ့ကဲ့တင်ခြင်းကို ပြန်သခင်ကအစဉ်ယူဆောင် ပေးနေပါစေ။အာမင်။ဤကွာတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်